မင်္ဂလာပါရှင်။ဘာမခဲ့တဲ့တဲ့ရင်ဌာနမှကြိုဆိုပါရရှင်။ယခုချိန်မှစပြီးဧပြီလ17ရက်နေ့မနက်၈နာရီတဲ့ရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတဲ့ရင်နေနဲ့မုံရမျိုးအမှတ်နဲ့ရဲစခန်းမှာဒူယဲအေတန်ထွန်နဲ့ G3 Rifle တလက်ကြီးအချို့နဲ့အလင်းဝင်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ စကိုင်းတိုင်းမုံရွာမြို့အမှတ်နှစ်ရဲစခန်းမှာဒူရဲဦးအေတန်ထွန်းနဲ့ G3 Rifle တလက်ကြီးအချိုးနဲ့အလင်းဝင်ရောက်ခိုးလုံခဲ့ကြောင်းမုံရွာခရိုင်အမှတ်25တရင်မှုတပ်မဏိကရန်ကုန်ခေတ္တတရင်ဌာနတန်းတို့ပြောဆိုသည်ဧရာလန်ခနဲ့ရဲနေရင်အမှန်နဲ့ yes scan မှာဒူရဲအုပ်အေတန်ထွန်နေအလင်းဝင်ခိုလုံလာခဲ့ခြင်းဖြစ်ပြီးတက်ခွဲလေးတက်ခွဲမှုနဲ့ချိတ်ဆက်ပြီးနေမြေကန်တရင်20နှစ်အကူညီဖြင့်တွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် အလင်းဝင်ရောက်လာသူရဲ့ဇာတိမိသားစုရှိရာစီပို့ဆောင်ပေးထားပါရယ်အလင်းဝင်ရောက်လူချင်းသူတွေအတွက်ကိုလည်းကျွန်တော်တို့ဘက်ကຫນွေထွေးစွာအမြဲဆောင်ကြနေပါရယ်နောက်ပြီးသူတို့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုလည်းအပြည့်အဝပေးထားပါရယ်ဟုမုံရခိုင်အမှတ်25တရင်မုတ်တမ်းကပြောဆိုသည် ုံရွာခရိုင်အမှတ်25တိုင်ရင်အနေဖြင့်ပေါ်တာဆွဲခံရပြီးပြန်ထွက်လာခြင်းသူများကိုလည်းအနည်းကင်းငင်းနဲ့ကဲထုတ်ပေးခဲ့ခြင်းများလည်းရှိခဲ့ကြောင်းယခုလပိုင်းတွင်မုံရွာခရိုင်အမှတ်25တိုင်ရင်ထံအလဲဝင်ရောက်လာသူ6ဦးအထိရှိပြီဖြစ်ကြောင်းသိရှိရသည်ဆလဘီပတင်စစ်လေးချင်းရေကြောင်းမှတနန်စင်တပ်သားများကိုမကွေးနှင့်ရခိုင်တို့ပို့ဆောင်ဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အင်အားရတိုင်းပသိမ်မြို့ရွှေမြင်းတွင်ကျေးရွာအုပ်စုရှိအမှတ်၆စစ်အခြေခံလေ့ကျင့်ကျောင်းမှပြည်သူ့စစ်မှုထမ်းအပတ်စဉ်ကိုတနင်္လာနေ့များကိုဧပြီလ9ရက်နေ့ကမကွေးနှင့်ရခိုင်ပြည်နယ်ရှိစစ်ကောင်စီတပ်များသို့ပို့ဆောင်လိုက်ကြောင်းသိရှိရသည်ပြီးခဲ့သည့်ဩဂုတ်လနောက်ဆုံးပတ်တွင်တင်နန်းဆင်ခဲ့သည့်ပြည်သူ့စစ်မှုထမ်းပတ်စဉ်ကိုမှတင်နန်းသား120ကျော်ကိုရခုကဲ့သို့ဆေးလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ရခိုင်စစ်တွေနဲ့မကွေးဘက်တွေကိုစစ်အင်အားလိုလိုပို့တာပထမပတ်စင်တွေတော့ကရခိုင်ဘက်ကိုပို့တာတချို့ဆိုတရင်တော့မကြားရတော့ဘူးဟုစစ်ကောင်စီတပ်နဲ့နှိစက်သူတို့မှ ARA time ကိုပြောသည်ရခိုးစစ်ကောင်စီတပ်များထံသို့ဆေလွတ်ခံရသူများကိုလက်နက်ပြေစုံတက်ဆင်ပေးခြင်းမရှိဘဲလက်နက်ကင်ဆောင်သူစစ်သားချုံမှဆောင်ကြီးကကားသုံးစီးဖြင့်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရှိရသည် အေရရတိုင်းတွင်ပြည်သူစစ်မှုထံအပတ်စဉ်ကိုရင်ပသိမ်မြို့နယ်ရွှေမြင်းနှင့်ခြေရွာအုပ်စုရှိအမှတ်6စစ်အခြေခံလေကျင်းရေးတပ်နှင့်အင်ကပိုမြို့နယ်ကွင်းကောင်းမြို့ရှိအမှတ်5တပ်မတော်တပ်မြင့်လေကျင်းရေးကျောင်းတွင်အင်အား300ခန့်ကိုနှစ်နေရာခွဲကနှစ်လကြာတင်နန်းပေးခဲ့ကြောင်းစစ်ကောင်စီတပ်နှင့်ဤဆက်သူများထံမှသိရှိရသည်ယခုဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့မြင်းချံမြို့နယ်တွင်9ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား6ဦးထပ်မင်းသေးဆုံးကစစ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိဆိုတဲ့တွင်ဖြစ်ပါရခြင်း မန္တလေးတိုင်းမြင်းချမ်းမြို့နယ်တွင်9ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးစစ်သား6ထံမင်းနေတိဆုံကစစ်စခန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းမြင်းချမ်းခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့မှဗိုလ်ပညာကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည်မတ်လ24ရက်နေ့နနက်9နာရီခန့်တွင်မြင်းချမ်းမြို့နယ်မြင်းချမ်းတောင်သာလမ်းပိုင်းနမ်းမြင့်တောင်အနီးသို့အစံဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီး PDF စခန်းကိုဝင်ရောက်စီးနှင်တိုက်ခိုက်၍တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည် တိုက်ပွဲက24ရက်နေ့ကစဖြစ်တာပါကျွန်တော်တို့ပြည်သူ့ကော်မတီတက်ရဲ့ဂိတ်ကိုစစ်ခွေးတွေဝင်စီတယ်တရင်ကြလို့ကျွန်တော်တို့တဆိတ်သွားတယ်အဲ့ဒီမှာအပြန်လန်ထိတွေ့မှုစဖြစ်တာပါနနက်ခင်းပွဲချိန်9:20လောက်ကစတယ်တိုက်ပွဲကြချိန်က2:00ကျော်လောက်ကြတယ်အဲ့ဒီတိုက်ပွဲမှာအထီးခိုက်ပဲဘက်ကမှမရှိခဲ့ဘူးမြင်းချင်ခိုင်တန်ရင်9:00ပျောက်ကြတပ်ဖွဲ့မှဗိုလ်ပညာကပြောဆိုသည်ထို့ပြင်ညနေပိုင်းတွင်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား6ဦးမျက်မြင်သိမ်းဆုံးမှုရှိပြီးအများပြားထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်းတိစုံတန်ရန်ရဆက်သားများကိုဖောကားတစီလိုက်ထရက်ကားတစီဖြင့်တမနီလမ်းမှမြင်းချံစီယုံတို့တည်ဆောင်သွားကြောင်းညနေ3:30မိနစ်ခန့်တွင်မြင်းချံမြို့မှတောင်ရှိအထိဖောကားတစီအပြေးနှင့်အတူချေလင်းစစ်ကြောင်းတစ်ကြောင်းထပ်မံထိုးလာကြောင်းသိရသည် ။အလားတူမတ်လ25ရက်နေ့မော်လင်းနှစ်နာရီခန့်တွင်နမ်းမြင့်တောင်ပေါ်တို့ထမှန်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၃နိုင်ခန့်ကြာမြင့်ခဲ့ကြောင်းရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်ကအထင်အရှားညနေ6နာရီခန့်တွင် Jet Fighter တစ်စီးဖြင့်ပုံကျဲသွားကြောင်းသိရှိရသည်။ ကျွန်တော်တို့ဘက်ကဒရုန်40မမအင်နာကဘုံသိနဲ့ခြားတာစာခရီအထေနာပဲတောက်လျှောက်ရန်တန်းပြတ်တယ်ကျွန်တော်တို့ကနမ်းမြင့်တောင်ပေါ်ကနေနေရာယူပြီးတောင်အောက်ကနေတက်လာတဲ့စာခရီကိုအပိုင်ပြစ်ခတ်နိုင်ခဲ့တာစစ်ကွေးတွေဘက်ကအကြဆုံးများလို့ညနေ6နာရီလောက်မှာဂျက်ဖိုက်တာနဲ့ဘုံသိလာကျဲချသွားတာအထိခိုက်တော့မရှိခဲ့ဘူးဟုငင်းချန်ခရိုင်တရင်ခွင့်0ပျောက်ကြားတပ်ဖွဲ့မှပူပညာကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မတ်လ26ရက်နေ့29ရက်နေ့နဲ့28ရက်နေ့တို့တွင်လည်း0ပျောက်ကြားတပ်ဖွဲ့ ပါဝင်တော်လရင်တပ်များကစစ်ကောင်စီစခန်းများကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးစံဖက်စစ်ကောင်စီနက်စင်ကုန်းစခန်းဖျားကုန်းစခန်းတို့ကိုသိမ်းပိုင်နိုင်ခဲ့ကြောင်းအထိနာသောစစ်ကောင်စီတပ်ကဟောင်းဝဲစာလက်နက်ကြီးများ60မမများဖြင့်ပြစ်ကူပေးတိုက်ခိုက်ခဲ့ရာဇီရိုပြောက်ကြားတပ်ဖွဲ့မှတပ်ရဲအရာရှိကိုအောင်ခန့်6ရောက်တန်ရာရရှိခဲ့ကြောင်းသိရသည် စစ်တပ်ကမြင်းချန်တောင်သာလမ်းပိုင်းကိုစုမိုးဖို့လိုရာကနေတိုက်ပွဲဆဖြစ်ကြတာပါနှစ်ဘက်ထိတွေ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြဆုံးများတယ်ဒေသခံပြည်သူတွေကတော့ဘေးလွရာရှောင်းတိမ်နေကြရတယ်စစ်တပ်ဘက်ကလည်းလေရင်တွေနဲ့လာပစ်ကူပေးတာတွေလည်းရှိတယ်အခုထိစစ်ရေးအခြေအနေကတဲမှနေတော့မယ်ဟုဒေသနေပြည်သူတို့ကပြောဆိုသည်ဆလဘီ CR page ကိုဆက်လက်အသိအမှတ်ပြုရလို့နိုင်ငံတကာပါလီမန်များအဖွဲ့ဆုံးဖြတ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရွေးကောက်ခံလွှတ်တော်မှတ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကဆက်လက်အသိမှတ်ပြုတယ်လို့ဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဧပြီလ9ရက်နေ့ကနေ9ရက်နေ့ထိအိုစပက်ကစ္စတန်နိုင်ငံတာကက်စ်မြို့မှာကျင်းပနေတဲ့150ကျိမြောက်နိုင်ငံတကာပါလီမန်များညီလာခံရင်အမှုဆောင်ကော်မတီ CEO ကနေ CRPH ကိုဆက်လက်အသိမှတ်ပြုကြောင်းဆုံးဖြတ်တည်ပြုခဲ့တာပါ။ နိုင်ငံတကာပါလီမန်များအဖွဲ့ IPO အနေနဲ့ CRPH ကိုဆရာနာသိန်းနဲ့2021ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့142ကြိမ်မြောက်ညီလာခံကစပြီးမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းအဖြစ်နိုင်ငံတကာပါလီမန်အစည်းအဝေးတွေမှာလေးလာသူအဖြစ်တက်ရောက်ခွင့်ပြုဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အရင်နောက်ပိုင်းမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့2022ခုနှစ်အတွင်းကျင်းပခဲ့တဲ့ညီလာခံတွေနဲ့အစည်းအဝေးတွေမှာအွန်လိုင်းကတစ်ဆင့်ပါဝင်တက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။2020 2023ခုနှစ်မတ်လအတွင်းဘာရိန်းနိုင်ငံမနာမမြို့မှာကျင်းပခဲ့တဲ့146ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံကစပြီးလူကိုယ်ရိုင်တက်ရောက်နေတာလို့ပြည်အောင်စုလွတ်တော်ကိုစားပြုအကျိုးကော်မတီ CRPH ကဆိုပါတယ်အခုလိုနိုင်ငံတကာပါလီမန်များဖွဲ့က CRPH ကိုအသိမှတ်ပြုတာဟာဒီမိုကရေစီနီးကျမဟုတ်တဲ့စစ်တပ်ကိုဒီကနေ့တိုင်ဆန့်ကျင်တော်လှန်နေတဲ့မြန်မာပြည်သူတရက်လုံးရဲ့ဒီမိုကရေစီကိုလိုလားပြင်ပြနေတဲ့ဆန္ဒကိုလေးစားတံမိုးထားခြင်းကြောင့်သာဖြစ်တယ်လို့ဆိုပါတယ်။ 150ကျေးမြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ညီလာခံတို့တက်ရောက်လာတဲ့နိုင်ငံအလိုက်လွတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အဆင့်လွတ်တော်တွေနဲ့ဖွဲ့စည်းထားတဲ့ကမ္ဘာလုံးဆိုင်ရာလွတ်တော်အဖွဲ့အစည်းတရဖြစ်တယ်လို့ CRPH ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ရှခုဆက်လက်ပြီးနိုင်ငံတော်ဝန်စစ်မျက်နှာများပြလွန်လာကြအာဏာသိမ်းစစ်တပ်ဆက်လက်နဲ့များကိုအလင်းမြောင်ထုတ်လုပ်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အနာဒိန်စစ်တပ်ဟာနိုင်ငံတော်ဖျံချပြီးတိုက်ပွဲတွေကိုစတိုက်ဆင်နွှဲနေရတာကြောင့်လက်နက်ခဲယမ်းတွေကိုအလင်းမီအောင်ထုတ်လုပ်နေရတယ်လို့စစ်ရေးတရင်ရင်မြစ်တွေကပြောဆိုကြပါတယ်။မြို့သိန်းစခန်းသိန်းတိုက်ပွဲတွေကနေစစ်ကောင်စီတပ်ထံကတော်လိုင်းတပ်ဖွဲ့တွေသိမ်းဆီးရရှိတဲ့လက်နက်ခဲယမ်းတွေဟာကလန်တိုအတွင်မှာပဲအလင်းမီအောင်မြင်းမြန်ဆန်ဆန်ထုတ်လုပ်ထားတဲ့လက်နက်တွေဖြစ်တယ်လို့အနာဒိန်စစ်တပ်ထံကနေစီရီယံပြုတ်လုလာတဲ့ဗိုလ်ကြီးတွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှအင်းတို့မြို့သိန်းတိုက်ပွဲကနေသိမ်းဆီးရရှိခဲ့တဲ့လက်နက်ခဲယမ်းတွေထဲမှာအခု နှစ်2025ခုနှစ်အတွင်းထုတ်လုပ်ထားတဲ့ပုံသီးတွေကို တွေ့ရှိရတယ်လို့စီရီယံဘူဇီထက်မြက်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစင်အသိပေးရေးသားထားပါတယ်အရှိကလာမှာလဲဗီဒီယိုတစ်ခုတွေ့တယ်တပ်ဖွဲ့ဝင်တယောက်ကရှင်းပြထားတယ်2025ခုနှစ်တလပိုင်း16ရက်နေ့ထုတ်ပုံဒီကို30ရက်နေ့တလပိုင်းမှာလာကျဲတဲ့ဆိုတဲ့အကြောင်းပြောထားတယ်12ရက်ပဲကွာတယ်ထုတ်လို့ရဲဆွဲကိုဘုံကွန်ပေါ်မှာမသိစေချင်လို့မှုန့်ဆေးနဲ့ဖုံးထားတယ် လွန်ခဲ့တဲ့တလကျော်လောက်မှာလဲတပ်ဖွဲ့တွေတင်လို့ရတဲ့စခန်းကုန်းတစ်ခုကနေကြီးတွေရတယ်တော်တော်များများက2025ခုနှစ်ထုတ်တဲ့ကြီးတွေကြီးပဲတယ်လို့စီရီယံဘူကြီးထက်မြန်ကရေးသားထားပါတယ်ဒါကြောင့်အနာသိန်းစစ်တပ်ရဲ့အသက်သွေးကြောဖြစ်တဲ့ကပါစာဆယ်ယုံတွေဟာအသက်တမျှအရေးကြီးတဲ့နေရာတွေဖြစ်လာပြီလို့လဲဆိုထားပါတယ်စစ်ကောင်စီကနိုင်ငံတော်အင်အားကြီးမလာတဲ့ PDF တပ်ဖွဲ့တွေအပြင်တိုင်းဒေသလက်နက်ကိုင်တွေနဲ့နေစင်နေပါထီတွေတိုက်ပွဲတွေရှိနေကြအောင်စစ်ကောင်စီရဲ့ကပါစာဆယ်ယုံတွေကနေလက်နက်ခေယံတွေအလင်းမြန်ထုတ်လုပ်နေ ရတယ်လို့တော်လရင်တပ်ဖွဲ့တွေက မကြာခဏပြောလို့ရှိပါတယ်။ဒါကြောင့်တော်လရင်တပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီရဲ့ကပ္ပဆဆက်ယုံတွေကိုဦးစားပေးပြီးတိုက်ခိုက်မှုတွေပြုလုပ်ခြင်းကစစ်ကောင်စီကိုပုံမှန်အထိနာစေမှာဖြစ်တယ်လို့စည်ရင်းလီလာသူတွေကသုံးသပ်ကြပါတယ်။ဆလဘီပေးဆက်စီရအသက်ပဲရှိတော့ဟုကြဆုံးသူများနဲ့ပတ်သက်ပြီးပူမိုက်ခဲပြောဆိုရတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ဖလန်းတိုက်ပွဲတွင်ကြဆုံသောရဲဘော်ခုနှစ်ဦးနှင့်ပတ်သက်ပြီးမြင်းချင်ဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ပူမိုက်ခင်ကရဲဘော်များအနေဖြင့်ပေးဆက်စရာအသက်ပဲရှိတော်သည်ဟုပြောသည် ကျွန်တော်တို့မှာဆုံးရှုံးစရာလဲဘာမှမရှိတော့ဘူးပေးဆက်စရာလဲဘာမှမကျန်တော့ဘူးကျွန်တော်တို့အသက်ပဲနောက်ဆုံးမှရှိတော့တာပေါ့ကျွန်တော်တို့အသက်ရှင်စေကာလအတွင်းမတိမချင်းခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နောင်လာမယ့်မျိုးဆက်သစ်တွေအနာဂတ်အတွက်အကောင်းဆုံးလုပ်သွားမှာပါအခုလဲရဲဘော်တွေအကောင်းဆုံးမြင့်မြတ်စွာကြဆုံးခြင်းမှာသူတို့တာဝန်ကျေခဲ့ပါပြီကြံရှိနေတဲ့တာဝန်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ထမ်းဆောင်သွားမှာပါဘို့မိုက်ခဲကပြောကြားထားတယ် ဖလန်းမြို့သိမ်းတိုက်ပွဲတွင်မြင်းချံဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခေးညီတဝန်းခွဲတို့လည်းကြာဆုံးခဲ့ကြောင်းကိုလိုင်းအင်ကဆုံးရှုံးခဲ့ရသောရဲဘော်၃ဦးလည်းရှိကြောင်းသိရှိရပါသေးရှင်။